ပြည်တွင်းမှာထုတ်လုပ်လျက်ရှိတဲ့ RON 68, RON 72နဲ့ RON 77စတဲ့စစ်တုံးစီအမျိုးအစားတွေကိုဒီဇင်ဘာလ၄ရက်နေ့မှာစတင်ပြီးဈေးနှုန်းလျှော့ချကာရောင်းချပေးလျက်ရှိကြောင်းစွန့်ဝင်ကြီးဌာနကနေသိရပါတယ်။ကမ္ဘာရေနံစိမ်းကုန်ကျစရုံးတွေကျဆင်းလာတဲ့အတွက်အရင်ကရောင်းချနေတဲ့ဈေးနှုန်းတွေထက်တလီတာကို200ကျပ်အထိလျှော့ချပြီးဖြန့်ပြူရောင်းချပေးမယ်လို့ဆိုပါတယ်။ ဆိုင်ဝင်ကြီးဌာနအနေနဲ့ပြည်တွင်းမှာကိုယ်တိုင်ချက်လုပ်တဲ့ RON 68တက်စီအမျိုးအစားတွေကိုအရင်က ပုဂ္ဂလိကကိုတင်တာစနစ်နဲ့ရောင်းချခဲ့ရမှာယခုနှစ်ဇန်နဝါရီလမှစတင်ပြီးတုံဆွဲသူတွေထံတိုက်ရိုက်ရောင်းချတဲ့စနစ်နဲ့ပြန်ပြူးပေးလျက်ရှိတာပါ။ဒါအပြင်ရင်းနှီးစိမ်းတဲ့တဘာဝတံငွေရရှိမှုအပေါ်မူတည်ပြီး RON 72နဲ့ RON 77တက်စီတွေကိုလည်းထုတ်လုပ်ပြန်ပြူးရောင်းချပေးလျက်ရှိတယ်လို့သိရပါတယ်။ ပြည်ရင်းထုတ်73စီတွေကိုဝင်ကြီးဌာနပိုင်ဓာတ်ဆီအယောင်ဆိုင်တွေမှာဖြန့်ပြူရောင်းချပေးတာကြောင့်ပုဂ္ဂလိက73စီအယောင်ဆိုင်တွေကနေဈေးကြီးကြီးနဲ့ဝယ်ယူသုံးစွဲရမယ့်အစားတက်တာတဲ့ဈေးနှုန်းနဲ့ဝယ်ယူသုံးစွဲလာနိုင်တယ်လို့လည်းပြောကြားထားပါတယ်။ဒါအပြင်ပြည်ရင်းထွက်ဓာတ်ဆီအသုံးပြုခြင်းကြောင့်ပြည်ပကနေဝယ်ယူတင်သွင်းရမှာသုံးစွဲရတဲ့နိုင်ငံခြားငွေကိုအထက်ရက်လျောက်ရှော့ချနိုင်ပင်လို့လည်းသိရပါတယ်။ဆက်လက်ပြီးစွန့်ဝင်ဝင်ကြီးဌာနအနေနဲ့အစင်းမြင့်ရုံတက်စီတွေကိုယ်တိုင်ထုတ်လုပ်ပြန်ပြူနိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်းဒီပေးထုတ်ပြန်ထားကြောင်းပါခင်ဗျာ